မင်္ဂလာပါခင်ဗျာမင်္ဂလာပါအော်အခုဒါညီလေးမိုးညိုတွားခဲ့တဲ့အချိန်မှာညီကဒါစစ်တောင်းမှုအနေနဲ့တောင်းပန်ယူခဲ့တာပေါ့ဟုတ်တယ်ဟုတ်တယ်ဗျာဟုတ်အော်ညီတုံတွေးရတဲ့အရာလေးတွေကိုတို့ဒီဖိုင်ရင်လေးကိုလည်းပြည်သူ့အချပြမှာဖြစ်တဲ့အတွက်ဘလို့ခက်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 ကဲတင်ခဲ့ရလဲညီညီလေးမိုးညိုစပါဝါတဲ့ကအဲညီတို့တွေကဘလို့ပင်ပန်းစူးစမ်းခဲ့ရတယ်လိုအပ်ချက်တွေဘာတွေလိုအပ်တယ်ပေါ့နော်အဲ့ဒါတွေကိုပြည်သူတွေသိအောင်ပြောပြပါလား โอเคโอเคว่าปอนเนาะကျွန်တော်တို့ပေါ့သူစပါသွားခဲ့ရပေါ့เนาะကျွန်တော်တို့လိုက်ပြီးတော့စကောက်လုပ်တယ်ပေါ့เนาะရန်သူဘက်ကပေါ့အချိန်ကြီးပေါ့သူတွင်းထဲမှာဘာကြီးဂျုံနေရလဲဘလို့ခက်ခဲရှိနေမလဲဟိုဘလို့ဘလောက်ပဲပေါ့ကာရာရန်ထားပါလေထောင်းမဲ့ပြောပြောပါလေဘလောက်ပဲကာရာရပါလေတစ်ချိန်ချိန်မှာယူဘောတစ်ခုဆိုတာမျိုးကရှိတယ် ဲ့ဒီ word ကိုကျွန်တော်တို့ရှာတယ်ပေါ့လေအမြင်နဲ့ရှာဖွေနေပေါ့လေအမြင်နဲ့သုံးသက်တယ်အရင်ကသွားလာမှုကအချိန်ကြီးကဘလို့ရှိရလဲအဲဒါပေမဲ့သူတို့ရဲ့လူရင်းစနစ်လူရင်းအခြေအနေတွေပေါ့လေဘလို့အခြေအနေမျိုးတွေရှိလဲဆိုတာကျွန်တော်တို့သုံးသက်တယ်ပေါ့အဲ့လိုမျိုးသုံးသက်တဲ့အခါမျိုးတွေမှာဟိုအဲ့လိုမျိုးအချိန်ကြာကြီးကျွန်တော်အချိန်ယူခဲ့ပေါ့အချိန်ယူပြီးရဲ့နောက်ပိုင်းမှာတော့အခုလိုမျိုးအခွင့်အရေးအခွင့်အလမ်းတစ်ခုကျွန်တော်တို့အဲ့ဘူလက်ဆုပ်လက်ကင်ရရနေမိမိရရအဆုပ်ကင်ပြီးတော့ပဲဒီအခွင့်အလမ်းကိုတုံးချပြီးတော့ပဲရအောင်ခင်တင်ခဲ့ရတဲ့ပုံစံမျိုးပေါ့ အဲ့ဒါဆက်လက်ချင်းကကျွန်တော်တို့စုံစမ်းထောက်လန်းနေသူ့ရဲ့ချက်လက်ကိုစုံစမ်းထောက်လန်းနေပေါ့နော်စုံစမ်းထောက်လန်းပြီးတော့အနီးနားမှာရှိတဲ့ဖြည့်သည်ဘာတွေနဲ့ချိတ်ဆက်မှုရှိရသူ့ရဲ့အတွင်းချင်းတွေဘယ်လိုရှိလဲအဲသူ့ရဲ့ကျမ်းမာရဲ့ချင်းတွေဆိုတော့ဟိုကျွန်တော်တို့ကဲတဲ့ကာမျိုးတွေမှာပေါ့အခုလိုမျိုးမရှင်တွေမှာကောက်ရအောင်မပြည့်နိုင်ခဲ့တဲ့ချင်းတွေမှာသူ့ရဲ့ကျမ်းမာရဲ့မကောင်းရင်ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးပေါ့လေသူ့ရဲ့အတွင်းချင်းတွေကိုလည်းကျွန်တော်တို့ပြန်ပြန်လေ့လာရတယ်အကျမ်းမာရဲ့ကောင်းတယ်သူ့ရဲ့ချိတ်ဆက်ရတယ်ဟိုဟိုစကားပြောဆိုမျိုးရတဲ့ကာမျိုးတွေမှာအချင်းတွေဘယ်လိုရှိလဲဘယ်လိုယူပေါက်တွေရှိလဲပေါ့ရန်သူ့ရဲ့ အာဟိုသူရခံစိပဲပြောပြောအဒီလူမျိုးရေးစီးပဲပြောဘယ်လိုမျိုးပေါက်တရှိလဲဘယ်လိုမျိုးအားနည်းချက်တရှိလဲဆိုတော့ကျွန်တော်ကြည့်ရတယ်ဘောနော်အဲ့လိုမျိုးကြည့်ရတဲ့ခါမျိုးတွေမှာအားနည်းချက်တွေကိုကျွန်တော်ရှာဖွေသုံးသပ်ပြီးတော့ပေါ့အခုလိုမျိုးဆင်းဆင်းရေးမျိုးဒီအမီးရဆုပ်ကန်ပြီးတော့ရအောင်စီစီစဉ်ဆောင်ရွက်ခဲ့ကြတာပေါ့နော်အဲ့လိုမျိုးစီစဉ်ဆောင်ရွက်ခဲ့ကြတာ ဟိုနေရခက်ခဲရတော့အများကြီးပေါ့သူ့ကိုသွားကဲဟိုအဲကဲဘောလမ်းမှာဖြတ်တိုက်ပြောပေါ့ကဲဟိုကျိုးသားရခက်ခက်ခဲရအများကြီးကျွန်တော်ဖြစ်ခဲ့ရပေါ့နော်ခက်ခဲအများကြီးဖြစ်ခဲ့တာဘလူးဘုံလမ်းမျိုးခက်ခဲတော့ဟိုအရင်ရှိရဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့ပွေပေါ့နော်ဒီလမ်းမိုင်းဒီမှာဖြစ်လာတဲ့ပြဿနာကြီးပေါ့နော်ကားတွေအရှိန်တူအရှိန်ကြီးရမောင်းနေရရနောက်ပြီးတော့သူတို့ရလာတဲ့ရင်ချက်လည်းဟိုတခြားစူးစမ်းရတာကြီးအချိန်နဲ့တပင်းကြီးပေါ့နော်အချိန်နဲ့တပင်းကြီးဟာခွင့်မရှိအောင်ကျွန်တော်တို့ကတိတိကျကျပြင်ဆင်ထားရတာမျိုးတွေမှာ ဟိုလက်ခရံရတော့တော့ဒါမှမဟုတ်ပြီးတော့ကို့မှာတာလုံရမရှိရတဲ့အတွက်စနစ်တကျဟိုစီရင်ဆောင်ရရပါအဲ့လိုအချိန်မှာအားနည်းချက်တွေလည်းရှိရဲနောက်ပြီးတော့ကို့ဘက်ကနေဟိုပြင်ဆင်မှုလိုအပ်နေသေးရလိုအပ်ချက်တွေလည်းရှိရဲဗျအဲ့တော့လမ်းမှာဥဒဟိုတွားနေတာဟိုရက်ကောင်ကညီပြောထားရှိတယ်လမ်းဟိုမျက်စိတစုံအဖြောက်ကြီးကိုရက်ပြီးဟိုနေခါလိုက်ကောင်ကဖြတ်ကတာဟိုဘက်လည်းရဲစခန်းရှိတယ်ဒီဘက်လည်းစစ်စေးခိတ်ရှိတယ်ဟိုကြားတယ်အဲ့ဒီကြားထဲမှာလောက်ကတာဆိုတော့တော်တော်တော့ခက်ခဲမှာပေါ့လောက်တဲ့ချိန်မှာ တော်တော်လေးလက်ခက်ခဲကျွန်တော်တို့ဘယ်လိုပုံစံမျိုးတွေလုပ်ရလဲဆိုတော့လေယာဉ်တစ်ပြက်ဆစ်စင်ပြီးပုံစံမျိုးတွေပေါ့လေဂျူတင်ပြင်ဆင်ထားရတယ်ဒီရအောင်အချိန်ကြီးကြောက်ကိုရေးကြည့်အခုပြောပြရအရင်ဗီဒီယိုမှာကျွန်တော်တို့ပြောပြခဲ့ရပေါ့နော်ဟိုလမ်းမိုင်းလေးကခဏလေးပဲကားလေးထက်တော့9မိနစ်10မိနစ်ပဲချိန်ရတာကျွန်တော်တို့လွဲသွားရင်တတလုံးလွဲသွားရမှာရဲဘော်တော်လေးလွဲသွားရမှာကျွန်တော်တို့ဆစ်စင်ရလုံးဝဖေးသွားမှာပေါ့နော်အဲ့လိုအချိန်ကြီးမှာအချိန်သားကြောက်ကိုအချိန်သားကိုက်ညီမှုရှိဖို့ပေါ့လေခေတ်ကသွားရတာအဓိကအဓိကအချိန်ပေါ့အချိန်ကိုလုလို့ရတယ်အချိန်လုလို့ရတဲ့အချိန်မှာဘာတွေ ပို့ပြီးတော့ဟိုအခက်အခဲရပို့ဖြစ်တယ်လဲဆိုလက်နဲ့ခဲရပေါ့လက်နဲ့ခဲရပို့ပြီးဖြစ်တယ်ရပေါ့အင်ရမလို့လောင်းမှုတွေပေါ့ကျွန်တော်မသိပါဘူးအင်ရမလို့လောင်းမှုဆိုတော့လုံးဝပြဟိုထားပါကျွန်တော်တို့ကအဲ့ချိန်မှာအရန်သူတာလွင်ရပေါ့အခုကျွန်တော်ပေါ်လာခဲ့စစ်စင်ရအရန်နှစ်ဆလောက်ရှိမယ်ဆိုရင်အဲ့ချိန်ဒီမှာဟိုအရန်ကြီးပြတာဟိုခက်ခဲနေမယ်မထင်ဘူးကျွန်တော်ကတော့ပေါ့လေဟိုလေးရတပြက်တက်လို့လွယ်ကူမယ်ပေါ့ဒါမှအင်ရနဲ့အချိန်မျိုးမှာကျွန်တော်တို့ဟိုတေချာလေးကြိုးစားရတယ်ကျွန်တော်တို့စစ်စင်ရမှာဟာပေါင်းမရှိအောင်ဟာခွင့်မရှိအောင်ပေါ့နော် ဟိုလူမသွားလျအောင်အဲ့လိုမျိုးစီစဉ်ဆောင်ရွက်မျိုးရှိရဲ့နောက်ပြီးတော့လက်နက်ကဲလိုချက်ပေါ့လက်နက်ကြီးပိုင်းနေမရှိရဲ့ခါမျိုးနေမှာကောက်ရက်တက်မှုကြိုးစားဖို့ကြာအရက်ခက်ခဲလက်နက်ငယ်လေးနဲ့ဒီအတိုင်းပဲဟိုအချိန်နဲ့ပြေးလာတဲ့ဟာအရာကြီးကိုစီးပစ်ဖို့ဟာလေဂူရီကိရှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးအချိန်မျိုးမှာဒီလက်နက်ငယ်လောင်းနဲ့ပြက်ကပ်ဖြုတ်ခွင်းရခါမျိုးမှာသူသာခုံချောင်းနိုင်လိုက်လို့ပေါ့ဒီမစ်ရှင်မှာပေါ့နော်ဒီမစ်ရှင်မှာဒီစစ်စင်မှာသူသာခုံချောင်းနိုင်လိုက်လို့ဟိုသူသာမဝင်မရဲနဲ့မခုံချောင်းနိုင်ဘူးဆိုတော့ဒီမစ်ရှင်စစ်စင်ကဖေးရပေါ့နော်ဖေးရလို့ပြောမှာပေါ့နော်မအောင်မြင်ဘူးပေါ့ ်အတကယ်လို့ဒါဒီလက်နက်ပုံမှဟိုလက်နက်ကြီးနဲ့သူ့ view အမောလက်နက်ရှိမယ်ဆိုရင်ကျွန်တော်တို့ကဟိုအနေထားတစ်ခုရဒီကားရရက်တန်တော့ပြစ်ခွင်းတာမျိုးလုံးနိုင်မယ်ပြစ်ခွင်းတာလုံးနိုင်ပြီဆိုတာနဲ့အတွင်းကဟို စိန်ကောင်းစရာကိစ္စပေါ့ငါရောက်ပါလာတယ်တယောက်ပဲကင်တယ်လိုက်တယ်ဆိုတဲ့ကိစ္စမျိုးပေါ့အဲ့လိုမျိုးလည်းဖြစ်မလာတော့ဘူးပေါ့တော့ဟိုပါလန်ပါလာတော့လူအကုန်လုံးကအခွင့်အရေးတော့မှရောက်ကဲထုတ်သွားနိုင်တဲ့အခြေအနေမျိုးဖြစ်သွားနိုင်တာပေါ့တော့အခုအချိန်မှကြာတော့တနေငယ်လေးနဲ့ပဲကျွန်တော်တို့ပြစ်ခတ်တာရတယ်ဟိုလက်လုံးမိုင်းလောက်နေပဲကျွန်တော်တို့ဟိုဟန်တာမှုမျိုးလုပ်တဲ့အခါမျိုးဒီမှာလိုအပ်ချက်မျိုးတွေဖြစ်တယ်ပေါ့အဲ့လိုလိုအပ်ချက်တွေကြောင့်ပဲဒီမရှင်ကဟိုကျွန်တော်မြင်တော့အောင်မြင်နေသလောက်မအောင်မြင်တဲ့မရှင်တစ်ခုလို့ကျွန်တော်ကမြင်နေပေါ့တော့ဟိုတချို့ပြည်သူတွေအားရမှုရှိတယ်မနေငယ်လေးပိုင်းမှာပေါ့ ဟိုပြောကြရပေါ့လေဟိုရုပ်ရှင်ဆိုင်ဆိုင်ဝင်ကြေသွားကြရပေါ့မဲ့နေဟိုဒါပေမဲ့ဒီရုပ်ရှင်ဆိုင်ဆိုင်ဝင်ကြေသွားတာမကအောင်ပေါ့လေဟိုပြီးပြည့်စုံတာပေါ့အခုပြီးပြည့်စုံမရှိဘူးလို့ကျွန်တော်ကခံစားရတယ်ဗျာကျွန်တော်ဥဥဆောင်နေဆက်စင်ကြီးပေါ့နော်ဟိုပြီးပြည့်စုံမရှိဘူးအကြောင်းပြီးပြည့်စုံမရှိရလို့ပါလာလေ9ရောက်ပါလာ4ရောက်ပဲကျွန်တော်4ရောက်ကိုမခင်နိုင်ခဲ့ဘူးဘာကြောင့်အဲ့လိုမျိုးချက်လက်ကဟိုဒီလိုမျိုးဗျာဟိုလက်နဲ့ကြီးရောဗျူရောလက်နဲ့တွေကျွန်တော်မရှိပြတ်ခါပေးပါအင်းဟာမမြရတဲ့အခါမျိုးဟိုအချိန်သားကြိုက်လို့ရတဲ့အချိန်မျိုးမှာအင်းအားမရှိတော့ကြတော့ လိုအပ်ချက်တွေရောက်ပေါ့လိုအပ်ချက်တွေကြောင့်ကျွန်တော်အဆင်မပြေနိုင်ခဲ့တာပါအဓိကအဲ့လိုမျိုးလိုအပ်ချက်တွေကဖြစ်နိုင်မယ်ဟိုဖြည့်ပြီးတော့ဖြည့်တင်းနိုင်မယ်ရေရှည်အတွက်စူးစမ်းထားနိုင်မယ်ဆိုရင်တော့အဲကျွန်တော်ထင်တယ်ဒီစစ်စင်ကြီးကအကုန်လုံးကိုအပိတက်ကိုဟိုဘကားကြီးလဲဟိုတားနိုင်မယ်ပါလဲရဲကြီးလဲအကုန်တည်မယ်ဟိုနောက်ပြီးတော့ဒီ ပါလာရဲ့ဒီနိုင်ငံချင်းတင်းနာငါးဦးလေကနေပဲဘောနော်သူတို့ကပြန်ပြစ်ဖို့တော့အဲ့ချိန်ကြီးကသူတို့ချိန်ကြီးအဲ့အိနေကဆိုရင်ပြန်ပြစ်ဖို့တော့ကျွန်တော်တို့အချိန်မရဘူးသူတို့ကအဲ့ဘာသူတို့လောကခံမပြစ်နိုင်ဘူးလားခံပြစ်နိုင်မလို့ခံပြစ်နိုင်ဘူးအတင်းမပြေဘူးကသူတို့အဲ့ချိန်မှာကားကြီးကထိုးရသွားတယ်သူတို့ကြောင်တော့ငိုင်းနိုင်နိုင်နေပဲဖြစ်သွားမှာဒီကြားကြီးဟိုကျွန်တော်တို့ကအာဘီအာဆန်နယ်လိုမျိုးနဲ့ဝင်ရပြစ်ခတ်ဖြုတ်ခွင်းမယ်ဆိုရင်ပေါ့နော်ခွင်းလိုက်မယ်ဆိုရင်ဒီကြားကြီးသူတို့အဆုံးအမဖြစ်တော့နောက်ဆုံးပြကျွန်တော်တို့ဒင်းထဲကောက်ရိုက်ပြီးကိုအရှင်ဖမ်းလာလို့ရရဗျဒီရဲရီဗျာ ားလောက်နေချာကြီးဖြစ်သွားနိုင်တယ်ပဲဒါပေမဲ့ဟိုအခုချိန်မှာကာမီရနိုင်တော့ကျွန်တော်တို့လည်းဘလို့မှလိုက်သွားလို့မရဘူးအဲ့လိုမျိုးအချိန်ကြီးဖြစ်သွားတာပေါ့အဓိကတော့အောင်မြင်တဲ့တလောမအောင်မြင်တဲ့ဆက်စည်တခုလို့ကျွန်တော်တို့ကခံစားရတယ်ဒါပေမဲ့ဟိုဟိုဘယ်လိုရမလဲအရှုံးလေးကအမြဲပဲပြောဘလို့ပဲပြောပေါ့ကိုဒီနေ့ဒီသမားရဲ့ပေါ့တယောက်ကိုပြန်ကယ်နိုင်ရတော့အောင်မြင်မှုတခုတော့ရခဲ့တာပေါ့ဒါပေမဲ့ဒီတက်ပို့ပြီးအောင်မြင်တဲ့နာပေါ့ဒီကအစ်စင်ကြီးကတကယ်တမ်းကပြီးပြည့်စုံခဲ့မယ်ဆိုရင်ပေါ့နော် သူစစ်တပ်လိုမျိုးကကျွန်တော်တို့ပြည်သူမယ်ဆိုရင်ဒီစစ်စင်ကတကယ်ကိုအောင်မြင်နိုင်တယ်ကျွန်တော်တို့ကတော်တော်လေးကိုအောင်မြင်နိုင်တဲ့ကိစ္စမျိုးပေါ့သူစစ်တပ်လိုမျိုးကျွန်တော်ကမဟုတ်ဘူးဟိုပြည်သူကပါဝင်နိုင်ပါဝင်ထားတာလေးနဲ့အဟိုတနည်းလုံးကတနည်းစားရရှိရပြအဲ့လိုလှူတဲ့ငွေလေးနဲ့ကျွန်တော်တို့ကအချီကိုချွေတာပြည့်ရပြတတောင်းတော့တတောင်းလို့ကျွန်တော်ကမြင်ရတာဗျာဒီကျွန်တော်တို့တနေ့တည်းရဗျာဘယ်တောင်းဆိုတာဒီအတိုင်းပဲမန္တလေးမှာလည်းလို့ရစားရီမှာလည်းကုရဲကိစ္စမဟုတ်ဘူးသူတို့လှူတာချွေနေတာလေးကိုကျွန်တော်တို့က အလားတမပြအောင်အလီလို့မဖြစ်အောင်ကြိုးစားပြီးတော့ဟိုပေါ်သွားတဲ့ခါပြိမှာအင်းအားနေတယ်ကျွန်တော်တို့တက်ကတို့လိုမျိုးဘုံဘောလုံးပြစ်လို့မရဘူးဒီနိုင်ငံဘန်နာကိုဖြုံတီးလို့မရဘူးကျွန်တော်တို့ကတို့လိုမျိုးကျွန်တော်ကဟိုအကျိုးရှိရင်အသုံးချရပြည်သူပေးရဲ့ဘန်နာကိုဘတ်ဂျက်ကိုအသုံးချရတဲ့ခါမျိုးရှိတယ်ဒါပေမဲ့ဟိုအရာရာကိုချိုးချန်ချွေတာပြီးဝယ်ထားရဲ့လက်နက်ငယ်လေးဖြစ်တဲ့အတွက်ထိအောင်အားနေတာပေါ့အဓိကကတော့တို့တို့နဲ့ရှင်တော့ဟိုကျွန်တော်တို့ကရန်နေတယ် တကယ်လို့ဒါသူတို့လိုပုံစံမျိုးလားအင်းအတောင့်တင်းတဲ့ပုံစံမျိုးရှိခဲ့မယ်ဆိုဒီစစ်စင်ကြီးကတော်တော်ကိုတိတိတသားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ညီတို့အခုပါတဲ့ဒါစစ်စင်ဒီစစ်စစ်မှာစစ်ကြောင်းမှုအနေနဲ့ညီကဥဆောင်ပြီးတော့ပါတဲ့ရဲဘော်တွေအားလုံးကိုလည်းအခုတို့ပြည်သူတည့်ရလုံးကိုစားကျေးဇူးတင်ပါတယ်ဂုဏ်ပြုပါတယ်လို့เนาะအားလုံးတဦးတယောက်ချစ်စီတိုင်းကိုတကယ်ကိုလေးစားတယ်ပေါင်းဆိုတော့အခုကိုနေ့ကပြောဆိုတော့ပြောရင်ချက်တိန်ထားတယ်ဒါမျိုးရဲ့အောင်ပွဲဟာနဲနဲ့တော့အောင်ပွဲကြီးမဟုတ်ပါဘူးညီအနေနဲ့ကတော့ဒါ ဟိုကိုလှုပ်တဲ့အလုံးမို့လို့စိတ်တိုင်းမကြဖြစ်နေပေမဲ့အကုန်လုံးပြည်သူတရအနေနဲ့ရတော့အားလုံးကိုမကယ်နိုင်အားလုံးဆိုတာကဟိုအားတွေကကိုနဲ့ရဲဘော်တွေမဟုတ်ပေမဲ့လေဒါပြည်သူဟာကိုကယ်ရမယ့်တာဝန်ရှိနေတယ်တိဟုတ်တယ်မလားအဲ့တော့အားလုံးကိုမကယ်လိုက်နိုင်ပေမဲ့လေဟိုကိုရဲ့နှစ်ကြီးဒီလိုမတရားပြန်နှစ်ပေါင်း200ကျော်လူတယောက်ကိုအမိန့်ချထားလဲဆိုတာဘယံမလာလေဟိုကိစ္စကြီးအဲ့လိုဟာမျိုးကိုကယ်တင်လိုက်နိုင်တာအကုန်လုံးပြည်သူတို့ကတော့ဒါအားရဝမ်းသာတယ်အဲ့တော့ဒါအခုညီဆိုရင်တော်နိုင်စတဲ့က ဒီနေ့ဒီနေ့အချိန်အထိလောက်လာတာပေါ့နော်ဟုတ်တယ်မလားဟုတ်တယ်ဗျာအဲ့တော့ဟိုရေကိုရဲစစ်ကြောကြီးကိုလဲကျွန်တော်ရောက်ဘူးလေအော်စစ်ကြောကြီးရောက်ဘူးလားညီလေးနားကြောက်တဲ့စစ်ကြောကြီးကိုကျွန်တော်ရောက်ဘူးလေပြောသလိုပဲအရင်ဆုံးတဲ့အဲ့စစ်ကြောကြီးကစာအဖအကအဓိကပေါ့လေဟိုသူပြောတဲ့စာအဖဟိုကျွန်တော်တို့ကလည်းအဲ့လိုပဲမျက်လုံးမိတ်ပြီးတော့ဖက်ခံလိုက်ရတာမျက်လုံးလေးနှီးလိုက်တာဘာမှမဟုတ်ဘာမှမဟုတ်ဘူးလေဟိုကျွန်တော်တို့တနေရာမှာဖက်ခံတဲ့နေရာကိုခဏနားရတယ်ပေါ့နားရတဲ့အချိန်မှာ ဘာပြောလိုက်လဲဆိုတော့ဟိုအဲ့နေရာမှာစောင့်နေစစ်သားတွေရပြလိုက်တာကလေးကိုထမင်းဝအောင်ကျွေးလိုက်ပါဦးနဲ့ကျွန်တော်တို့ဖန်ခဲ့တော့တောင်းတမှုနဲ့ဖန်ခဲ့တာဟိုဒီတပိတ်ဆန်နှံပြမှုနဲ့ဖန်ခဲ့တာဆိုကလေးကိုထမင်းဝအောင်ကျွေးလိုက်ပါဆိုကျွန်တော်စိတ်ထဲမှာကျွန်တော်ကအဲ့ဒါကြီးလည်းမတွေ့ကြုံဘူးစကြောရေးဆိုလည်းမတည်ဘူးဖန်ခဲ့ရဆိုလည်းတိတ်နားမနေခဲ့ဘူးဗျာဟိုပွင့်လင်းပြရဲ့တောင်းမှာအကြောင်းသားဘဝတော့ဟိုနောက်ဆုံးပြဟိုအကြောင်းသားဘဝတော့ဟိုရုံးငန်းရောက်ဘူးလားအကြောင်းကြီးရုံးငန်းတော့အများဆုံးရောက်ခဲ့ဘူးလားဗျာပွင့်လင်းပြရဲ့အဲ့လိုမျိုးအချိန်ဒီမှာလူမျိုးတော်ထမင်းကျွေးမယ်ပေါ့ကျွန်တော်လည်းချင်တာပေါ့ ။ထမင်းကျွေးရတာမဟုတ်ဘူး။သူတို့တကယ်ကိုကျွေးရကြပါ။ဖူးရောင်နေအောင်ကိုကျွေးလိုက်ကြတာ။အဘိုးသူပတ်သက်ကျွေးရမျိုးလုံးမိတ်ဝင်လာရပေါ့နော်။သူ့ကိုဆစ်ခဲ့တဲ့စားအပတွေပါလေဆိုရင်ကျွန်တော်တို့ကနမိပိုင်းမှတ်မိလိုက်သေးတယ်။သူ့ကိုလည်းစစ်တာအဲ့ဒီအောင်လို့ပဲကျွန်တော်ကယူဆတယ်။အဲ့ကောင်တော်ပိုးဆိုးဆိုးပွားဖြစ်နေရ။ဟိုအွေလေးပြန်ပြကျွန်တော်ကသူ့ကိုလည်းငငယ်လေးချိန်ထားနေတယ်ဗျာ။ဟိုအမြဲတမ်းလည်းကျွန်တော်တို့လဲပြီးတော့ကျိန်းနေပါတော့မင်းခမင်းဝအောင်စားထားအောင်ပါတော့မင်းတို့လက်ထက်ကလွတ်လာရဲ့ကောင်ကြီးက ီမှာဒီဘက်မှာပြီးသူအမြဲမားမဲ့ရည်ပြီးရှိနေတဲ့တစ်ချိန်တည်းငါတို့မျိုးငါတို့ပြန်ရအောင်လာသိမ့်တဲ့ချိန်ကျရင်တော့မင်းထမင်းဝါသာသာအဲ့ချိန်ကျမှအောင်းနဲ့ဆက်ပြီးတော့ရှင်းရှင်းရမယ်တို့ဘုံစံမျိုးကြီးလက်ပြောထားမျိုးရရှိရပါတော့အဲ့စာဖာကတော်လေးဦးဆောင်ပြီးတော့ဒီဆေကျော်ကြီးမှာအရင်ဆိုးဆိုးဝါးဝါးလုံနေရအဲ့ဆေကျော်ကြီးကအဆိုးအဆုံးလို့ပြောလို့ရတယ်ကျွန်တော်မျိုးမှာအဲ့ဆေကျော်ကြီးမှာကဒုတိယဘုံမူကြီးအဆင့်ပေါ့နော်ဒုတိယဘုံမူကြီးအဆင့်ကကုတ်ခဲတာကျွန်တော်တို့ဒီတိမက်တရာအခေါ်ရပါတော့ ကွန်ထရိုးစင်တာလို့ခေါ်လို့ရတယ်ကွန်ထရိုးပေါ့ဒီမျိုးကြီးတစ်ခုလုံးပေါ့ဒီမှာရှိရလုံးကြီးတက်တယ်အကုန်လုံးရဲ့ကွန်ထရိုးပေါ့အဲ့ဒါကကွန်ထရိုးယူလာတာသူကနေညာဘက်ဒီပါဆိုကျွန်တော်တို့ချုပ်ကန်ထားတော့ဆိုညာဘက်တော့ဆက်ပေါက်တန်ဒီပါရရတယ်ဘယ်မှာဘာဖြစ်နေလဲဘာဖြစ်နေလဲအယုံကကွန်ထရိုးလားအဲ့တူအဟိုဟာပေါ့အလောက်ကပေါ့ဟိုဒီထောင်အင်္ဂလိပ်ကိုလိုနီလက်ထက်တုန်းကသူဘိုးအင်ကြီးပြသူအဲ့ဘိုးအင်ကြီးမှာသူတက်ဆွဲထားရင်းနမအင်ပေါ့ဒီကရင်းနဒီစိုင်းဝင်ထဏပိုင်နေအဲ့အဲ့အင်မှာသူတက်ဆွဲထားဘိုးအင်ကြီးမှာတက်ဆွဲထားတာဟို သူ့ရဲ့ဖြူအားပကွေးအရန်ကြတယ်ကုန်းမြင့်ပေါ်မှာရှိရဲဟိုလမ်းမှာလမ်းဘေးမှာလည်းရှိရဲဖြူအားကကွန်းနဲ့အရန်ကြတယ်နောက်ပြီးတော့ဟိုဒူးတွေကအစဝလေသူ့ရဲ့ပုံးဖွယ်ကဒူးတွေကအစအရန်ကောင်းတယ်ဒီအိမ်ကြီးကအရန်လည်းမိုက်တယ်ဗောလေအဲ့လိုတည်းမှာစစ်စစ်ရဲ့အရန်ကြီးလှုပ်တယ်ဗျာဟိုနောက်ဆုံးရေတရားပုံညမျိုးဆိုဗျာကျွန်တော်တို့လောက်ခိုင်းတာဟို ုံးနေနိုင်တယ်တောင်ထဲမှာလိုပဲဒဲသာဖတ်တို့ဘာလို့ဟိုလိုလိုဒီလိုလိုလိုခိုင်းနေဟိုဘလောက်တိအောင်လိုခိုင်းလဲဆိုတမန်တလေးဗျာတမန်တလေးကိုလက်ညှိုးနဲ့ထောက်ခိုင်းတယ်တပက်လည်းပြီးရေတူးခိုင်းတယ်ရေထွက်လာမေးရဗျာအမန်တလေးညို့ရေထွက်လာမေးရမျိုးတွေတို့ဟိုထိုးပြီးရိုက်နေတာမျိုးတွေဘယောက်နေလဲဘာလုံးနေအောင်မင်းတို့တိလားတို့ဘာလို့အဲ့လိုမေးရအမြန်းတာမျိုးတွေရှိရကျွန်တော်တို့ငယ်ကလေးကတော်တော်ပူဆူဆူဟောဖြစ်ခဲ့တာကျွန်တော်ဖန်ခဲ့တော့ဆိုရင်ဟိုလောက်ကဖန်ခဲ့တာ နှစ်ဆောင်နှစ်ဆက်နှစ်ခုနှစ်ဟိုအစောပိုင်းကာလပေါ့ပြန်လဲဆိုနှစ်ချောင်းလုံးစားတယ်ချိတ်ကဲပုံမှန်တော့ခိုင်းခံတာပေါ့ကျွန်တော်အဲ့လိုဆိုတော်တော်လေးလဲစိုးစိုးဝါဖြစ်တယ်ဗိုက်စီကျော်ကြီးအစိုးဆုံးမဲ့ဟိုကျွန်တော်တို့ကတော့ဒီဆန္ဒပြတပိတ်ကပိတ်မှုဆိုတော့ဟိုသူ့လောက်ကြီးရောအရင်ကြီးမစိုးပြီမဲ့ဟိုတင်မလားရဲဘော်ဆိုသူကတော့အရင်တော်တော်ကိုစိုးစိုးဝါးတိုင်ခံခဲ့ရကျွန်တော်တို့ကလည်းတော့တော်တော်ကိုတိုင်ခံခဲ့ရတယ်တနင်္လာနေ့တော့နှစ်ထင်းကိုချိန်ပြီးတော့မေးရမျိုးတွေအဲပီရက်တွေနဲ့ဆက်သွယ်ရှိလားတော့ဘာလို့အဲ့လိုမေးရမျိုးတွေတော့တော်တော်လေးစိုးစိုးဝါးဖြစ်ခဲ့ချရတယ်ဘောနော်အိုက်စစ်ကျော်ကြီးက ဲ့တော့ညီပလင်းကပြောသွားတဲ့နေရာမှာဆန္ဒပြတဲ့ဟာကိုဖမ်းတယ်ဆိုတော့ဒါညီတို့ဆန္ဒပြတယ်ဆိုတာကညီတို့ရဲ့ယင်ထဲကဆန္ဒကိုပဲထုတ်ပေါ်တာညီတို့အကြမ်းဖက်မှုဘာမှလုပ်တာမဟုတ်ဘူးဟုတ်တယ်တော့အဲ့တော့ဘာမှမလုပ်ခနဲ့အကျမ်းဖက်မှုဘာမှမလုပ်ပဲညီတို့ယင်ထဲမှာရှိတဲ့ဆန္ဒကိုထုတ်ပေါ်တာတောင်မှအဲ့တလောက်လူမဆန်အောင်ရရဆက်ဆက်လှုပ်တဲ့ကောင်တွေကိုညှိနေတဲ့ဘယ်အချိန်ထိတိုက်ဖို့စိတ်ကူးထားလဲကျွန်တော် ဝင်လေးလေးပဲပေါ့နော်ကျွန်တော်တို့ကတော့ရှင်းရှင်းပဲပေါ့နော်ကျွန်တော်တို့တိုက်နေရလူပုဂ္ဂိုလ်ဒူးတယောက်ချင်းကြီးကိုမဟုတ်ဘူးဗျကျွန်တော်တို့လူချင်းနဲ့စနစ်တကူကိုတိုက်နေရဟိုကျွန်တော်တို့လူချင်းနဲ့စနစ်မရမချင်းကျွန်တော်တို့သွားချင်းနဲ့တက်ကက်ပေါ့ပန်းနိုင်ဖို့မရောက်မတင်ကျွန်တော်ကတိုက်နေမှာဟိုဒါကရီရရီလို့160ပဲတက်ရတက်ရ100ပဲတက်ရတက်ရပေါ့ဗျာဟိုကျွန်တော်တို့အမြဲတမ်းပြောမှုတွေဒီကိစ္စနဲ့ပတ်သက်လို့ပေါ့ဒေါ်လာကြီးဘယ်တော့ပြီးမလဲဆိုတဲ့ကလုံးတစ်မျိုးရှိကြတယ်ပေါ့များသောဖြင့်ပြီးကြတယ်ကလုံးရှိတယ်အာကျွန်တော်တို့ပြောတယ်ပေါ့ဒီဒေါ်လာကြီးကဘယ်တော့ပြီးမလဲဆိုတော့ ျွန်တော်ကအဲ့ဒီစကလုံးကိုစသတိကြတာဆန္ဒပြဟိုဘိုင်းကြီးပေါ့ပြက်ကွက်ကိုင်းတဲ့အချိန်မှာဒီရက်ွက်ထဲမှာမေးကြပါဗျာအဲ့တော့ကျွန်တော်ကလေးပဲရှိတယ်15နှစ်လောက်ပဲရှိမြန်တရားမွားနဲ့အရင်ပြောခဲ့တဲ့အချိန်ပေါ့အဲ့လိုကြီးအဲ့လိုမျိုးဒီမှာကျွန်တော်ဝင်ပြောတယ်ပေါ့လေကျွန်တော်ထင်တာတော့လို့ဒီဒေါ်လာလေးပြီးမဲ့အချိန်အားလို့ခုနှစ်လည်းပြီးမှာမဟုတ်တစ်ပတ်နဲ့ပြီးမှာမဟုတ်အချိန်ကာလကမေးရပါဘူး1လနဲ့လည်းပြီးမှာ2လနဲ့လည်း3လနဲ့လည်းမပြီးဘူးဘာကြောင့်ပြီးဘယ်အချိန်မှာပြီးမလဲသိလားလို့ကျွန်တော်ပြီးမဲ့အချိန်အားလို့ဒီတော်လန်ရေးပေါ့ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီနောက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ပန်းတာ အဲ့ဒါလည်းတန်နဲ့တန်အောင်ကျွန်တော်တို့ကြိုးစားပြီးမှပြီးမှာဗျာကျွန်တော်ပြောချင်တာကတထောင်တန်တဲ့ပြည်စီကိုငါ့အနေနဲ့တောင်းဝယ်လို့မရဘူးကျွန်တော်တို့ကရှင်းရှင်းပဲတထောင်ပေးမှဝယ်လို့ရမှာအဲ့တော့တထောင်တန်အောင်ကျွန်တော်တို့ကြိုးစားရမယ်အလိုအချက်တွေပြင်ဆင်ရမယ်ဒီဟာဒီဒီတန်ဖိုးနဲ့ညီမရဲ့ဟိုကျွန်တော်တို့ရဲ့စူးစမ်းမှုတွေရှိမှကျွန်တော်တို့ပြီးမှာပေါ့လေအဲ့တော့ကျွန်တော်တို့ကဒီတန်ဖိုးနဲ့ညီမရဲ့ဟာကိုရအောင်စူးစမ်းမယ်ရအောင်တိုက်ထုတ်မယ်ရအောင်အကောင့်ထည့်ပေါ်ပြီးတော့ပဲဒီအဲ့နဲ့ရအောင်ရှောင်မယ်လို့ကျွန်တော်ကဆုံးဖြတ်ထားတယ် လေးစားပါလေညီလေးညီအသက်ရအခုညီအသက်ဘယ်လောက်ရှိပြီလဲကျွန်တော်20ပဲရှိသေးတယ်20ပဲရှိသေးတယ်เนาะကဲညီအသက်ရွယ်နဲ့အခုလိုစိတ်သက်ခံယူချက်နဲ့အခုလိုလှုပ်ဆောင်နိုင်မှုဟာဒါအကိုတို့ပြည်သူတွေအတွက်ကတော့အမခံပဲเนาะဒါဟိုပြည်သူတူရဲကောင်းလို့ပြောတယ်ဆိုတာလေအဲ့လိုစိတ်သက်အဲ့လိုခံယူချက်အဲ့လိုပြည်သူအချင်းကယက်တီတဲ့လှုပ်ရက်တွေကြောင့်ပြည်သူတူရဲကောင်းဖြစ်တာစစ်တပ်ကိုပြစ်တိုင်းအကိုတို့ကပြည်သူတူရဲကောင်းမဖြစ်ဘူးတော်နိုင်တမမဖြစ်ဘူးအကိုတို့ဝင်းကညီပြောရတဲ့ခံယူချက်လိုပဲ အကိုတို့ဟာဒီလူပုဂ္ဂိုလ်တိုက်တာမဟုတ်ဘူးဒီစနစ်ပြုတ်ကြအောင်တိုက်တာပြည်သူရှေ့ကနေမမမမရက်တီတဲ့ဘုရင်ကညီပြောသွားတဲ့စိတ်သက်ရဲ့ကို့မှာဘာလို့ရှိရင်ပြည်သူရှေ့ကကာကွယ်နိုင်မှာလို့ဒီစိတ်သက်တွေကဒါပြည်သူသူရဲကောင်းတွေစိတ်သက်ပဲအဲ့တော့ကျွတ်တွေဒေတာတွေမှာဆိုရင်ကိုတို့တော်လိုင်းရင်ဟိုဘက်ပါလို့ပြောပြီးတော့လမ်းလွှမ်းမှုတွေပြည်သူတွေစိုးရိမ်နေဆိုတာအဲ့ဒါပေါ့နော်လက်နက်ကင်ထားတာဖြစ်တဲ့အတွက်ပြည်သူတွေကတော့စိုးရိမ်ဒါပေမဲ့ညီတို့လိုမျိုးအတက်ငယ်ငယ်နဲ့တို့အတီတရားပြင့်နေတဲ့ရဲဘော်တွေတွေ့ရတဲ့အတွက်ကိုတို့လည်းအားရှိတယ်ဝမ်းသာတယ်ကိုတို့လည်းဝင်းရံကြိုးနဲ့ အဲ့တော့ဟိုအကိုတို့ပြည်သူတွေအနေနဲ့ဗတိကညီပြောရတဲ့ဇကားရှိတယ်အကိုအရန်ကြိုက်တယ်တထောင်တန်တဲ့ပစ္စည်းကိုငါ့အနေနဲ့သွားယူလို့မရဘူးဆိုတာဟုတ်တယ်နော်အကိုတို့စန္ဒပြကစားမှာလူတွေအများကြီးရှိတယ်ကွာဟုတ်တယ်နော်အဲ့ဒီလူတွေကတထောင်တန်တဲ့ပစ္စည်းကိုသူတို့က30လောက်ဝယ်ပေးပြီးတော့လိုချင်ရခဲ့ကြတာအခုအဲ့ဒီလူအင်အားတိုင်းမရှိတော့လို့ဒေါက်တော်လိုင်းကြီးကတော့ကြားရတာဟုတ်တယ်နော်အဲ့တော့ညီတို့ကိုတို့ကတထောင်တန်တဲ့ပစ္စည်းကိုငါတို့တထောင်ပေးရမစေငါတို့ယုံမယ်ဆိုတော့စိတ်သက်နဲ့ယုံနေတယ်အဲ့တော့ညီတို့ကိုတို့တို့ပဲ အခြားတော့အဲ့လိုယုံနေတဲ့မိဘပြည်သူတွေအများကြီးရှိသေးတယ်အဲ့ဒီလူတွေကိုအတွက်ညီတဲ့အပိစကားလေးနဲ့ပြောပေးပါဦးတို့တွေစိတ်သက်တက်ကြွဖို့အတွက်ဟိုကျွန်တော်တို့ပေါ့နော်အဲ့ဒီဥမာတစ်ခုနဲ့ကျွန်တော်နှိုင်းပြောရမယ်ပေါ့နော်ကျွန်တော်တို့ပေါ့ဟိုဒီကိစ္စကိုပေါ့ကျွန်တော်တို့ကတစ်ထောင်တန်းနဲ့ရအောင်တစ်ထောင်ပေးမှရမှာအဲ့တော့ဟိုကျွန်တော်တို့ပြောပြမယ်ဗျာကျွန်တော်တို့တစ်ချိန်တုန်းကနိုင်ငံတော်ချင်းဆိုခဲ့ကြဘူးပေါ့နော်လွတ်လပ်တဲ့ပြည်လွတ်လပ်တဲ့မြေဖြစ်ဖို့အတွက်ဘယ်လောက်ပေးဆက်ခဲ့အားလဲဆိုတော့ကျွန်တော်တို့ဘယ်သူမှအသိမကောက်နိုင်ဘူး အသက်ပေါင်းဘယ်လောက်ပြီးသက်တာလဲမသိဘူးအဲကြားထဲမှာကြာရှုံးသွားတဲ့ revolution ပေါ့တော်လိုင်းကြီးအအစုဖွဲ့တွေကဒီဖြစ်စဉ်တွေအများကြီးရပေါ့နောက်ဆုံးပုံကျုပ်စင်ရဲ့ခေကြမှာပဲဒီဟို ဒီကျိုးသားခဲ့နေဒီလွတ်လပ်ရခဲ့ပါဘူးအဲ့တော့ကျွန်တော်ပြောနေတာကကျွန်တော်အချိန်ချင်းလဲကြလို့ရတယ်ဒါပေမဲ့ပြန်မထလို့တော့မရဘူးကျွန်တော်တို့ကကျွန်တော်သွားနေတာကျွန်တော်လိုချင်တာရောက်ဖို့အတွက်အမြဲတမ်းပြန်ထနေရမယ်ဘယ်လောက်ပဲလဲကြနေပါစေဘယ်လောက်ပဲခက်ခဲပါစေပေါ့နော်အဲ့လိုမျိုးအချိန်ဒီမှာကျွန်တော်ပြန်ထနိုင်အောင်ကြိုးစားရမယ်နောက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့အိမ်မက်ကျွန်တော်တို့လိုချင်တဲ့ဘယ်နိုင်ကလွယ်လွယ်ကူကူလေးမဟုတ်တဲ့အတွက်တော့စိတ်ဓာတ်ကိုကြိုးပြင်ဆင်ထားဖို့ရည်ကြီးရယ်နောက်ပြီးတော့အဲ့ရတဲ့တက်အောင်ကျွန်တော်တို့ ကြိုးစားပြီးတော့မှဒီအောင်တူတူတိုင်တိုင်နဲ့အတူတူပဲဒီကျွန်တော်လိုချင်တဲ့ဒီမိုကရေစီကိုရအောင်ယူသားဖို့ပဲကျွန်တော်ကတော့တိုက်တွန်းပြောချင်တယ်အဲ့လိုကိစ္စတွေတိုင်တော့လေးစားပါတယ်ညီလေးအဲ့တော့အကိုလည်းခင်ဗျားညီလေးမုန်းညိုပြောလိုက်တယ်ညီတို့တိုင်ရင်အနေနဲ့ကမ်ပိန်းတွေလည်းမရှိဘူးအခုတော့မပြည့်စုံမှုတွေလည်းရှိတဲ့အတွက်ဖြစ်နိုင်မယ်ဆိုရင်အကိုတိုက်တွန်းပါတယ်ကမ်ပိန်းလေးတခုတော့လုပ်ပါညီတို့အရေးအရေးတကြီးလိုအပ်တဲ့အရာပေါ့ဘာဖြစ်လို့ဒါနေရှိမှညီတို့ဗီဒီယိုကာဝယ်နိုင်မယ် ဲ့လိုမဟုတ်ဘဲနဲ့ဘလောက်ပဲပြည်သူကောက်ွဲရဲဘော်လို့ပြောပြောတကယ်ကဲစစ်တောင်းထိုးလာရင်ပြီးထွက်ပြေးရမှာပဲဒါလည်းရှင်းပါလေဟုတ်တယ်နော်အဲ့တော့ဒါဒါတဘာဝအရှိတရားပဲလေဟုတ်တယ်မခုနှစ်ထက်ဘာမှမရှိဘဲနဲ့ဒုံးဟိုတနက်နဲ့လာတဲ့ကောင်တို့ခဲနဲ့ပြန်ထုလို့ရတာမဟုတ်ဘူးအဲ့ဒီအတွက်မျိုးတိုင်ရဲ့လိုအပ်ချက်တွေကိုကမိန်လောက်ကအကိုတို့ဖိတ်ခေါ်တယ်အကိုအနေနဲ့လည်းနိုင်တဲ့နေရာစူးစမ်းမယ်အကိုလိုပဲနောက်ထပ်ဒီနိုင်ငံတော်မှာရှိနေတဲ့ထောက်ပို့တွေပြီးလို့ရှိရင်နည်းနည်းလူတိတဲ့ celebrity တွေအားလုံးကိုအဲဒီနေရာကနေအကိုတို့လည်းဖိတ်ပေးမယ်ပြီးအကိုတို့ကိုယ်တိုင်လည်းဝိုင်းဖိတ်ပေးမယ် ်ညီတို့ဥဆောင်ပြီးတော့အဓိကကတော့ညီတို့အနေနဲ့နည်းနည်းလောက်ကန်ရလွယ်ကူအောင်လို့ပေါ့အဲ့ဒါလေးကိုလည်းအခုနေတိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကလည်းပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကြိုးစားနေရဲအမျိုးပြောပြနေတယ်ကျွန်တော်တို့အခက်အခဲတွေကိုလည်းရှင်းပြနေတယ်ပြောရရင်ဗျာကျွန်တော်တို့နဲ့ပြည်သူနဲ့ကျွန်တော်တို့ဆိုတာဗျာတာသမီနဲ့မိဘလိုပဲဗျာကျွန်တော်တို့ကဟို ဒီလမ်းကိုရှောက်နေကြတာအဲတော့ကုမ္ပဏီတစ်ခုထောက်တော့တစ်ခုပဲစီးပွားရေးလုပ်နေတဲ့သဘောတရားထားတဲ့ပုံစံမျိုးပေါ့တာသမီတောက်ကအဲ့လိုမျိုးလမ်းရှောက်နေတဲ့အချိန်မှာအခက်အခဲတွေအကြောင်းအဆိုးတွေအကောင်အကျိုးတွေအကုန်လုံးကိုကျွန်တော်တို့ကတိုင်ပင်ခြင်းနဲ့ဖွင့်ရဝင်ခဲခြင်းနဲ့တချို့ ਆ ရင်ကျွန်တော်တို့လိုအပ်ချက်တွေကိုပြောပြပြီးတော့ကျွန်တော်တို့ကိုဟိုမမမမနဲ့ပေါ့လေရက်တီပေးမဲ့အလက်တစုံပဲဖြစ်ဖြစ်ဟိုအတိုင်ဝင်တစ်ခုပဲဖြစ်ဖြစ်အေးဘယ်ဘယ်ပြောမလဲခေါလိုရတခုပဲဖြစ်ကျွန်တော်တို့ကလိုအပ်ပါတယ်ပေါ့နော်အဲ့လိုလိုအပ်တဲ့နေမှာဒီလိုလိုအနေနဲ့လဲကျွန်တော်တို့အဲ လုံးဆောင်နေတဲ့အရာတွေမှာပူပေါင်းပါဝင်ပေးပြီးတော့ဗောနော်အဲ့လိုမျိုးကျွန်တော်တို့အားကိုးရတဲ့ရုံဝင်းတဲ့တော်အနေနဲ့ကျွန်တော်တို့နားမှာမြဲမမရက်တည်ပြီးပါဗောကျွန်တော်တို့ကလည်းဒီပြည်သူတွေလိုချင်တဲ့မျှော်လင့်ချက်တွေပြည်သူတွေလိုချင်တဲ့ဟိုဒီဒီမိုကရေစီစနစ်ကိုရအောင်အဲ့တဲ့လေပြီးတောင်းဝင်ပြီးတော့အတရားကိုထမ်းဆောင်မိမယ်ဆိုတဲ့ကြောင့်ကျွန်တော်တို့ကပြောချင်တယ်နောက်ပြီးတော့အာဒီအဲ့လိုမျိုး celebrity တွေဒီနိုင်ငံခြားဒီ friendly mind တွေပေါ့နော်အဲ့လိုမျိုးတွေကိုလည်းဟိုကျွန်တော်တို့အဲအာ လုံးနိုင်သားတွေကိုပို့ပြီးတော့မြင့်တင်ပေးပါဆိုရဲအာစကားလေးနဲ့ပဲကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ကျေးဇူးရှင်ပါကြီးအဲ့တော့ဒီကာလမှာညီတို့ကိုဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်အဲညီတို့တိုက်ရိုက်ဆက်သွယ်လို့ရမယ် Facebook ဖြစ် Page တွေပါပဲရှိတယ်ညီတို့တိုက်ရင် Page ပေါ့။ဟုတ် Page ရှိတယ်ဗျာဟုတ်။အာ Page ရှိတယ်ရှင်အဲ့ဒီ Page လေးကိုပေးလိုက်နော်အကိုအခုညီနဲ့ကိုနဲ့စကားပြောထားတဲ့ဗီဒီယိုဖိုင်လေးမှာ Page လေးကိုတင်ပေးမယ်။ တိုက်ရိုက်ဆက်သွယ်လို့ရအောင်လို့ဘာလို့ဆိုတော့အခုရှိရတဆင့်လားနေမှာဆိုလို့ဟိုဆက်သွယ်ခြင်းတဲ့အတူတွေအနေနဲ့ညီတို့တိုက်ရိုက်ဆက်သွယ်ပြီးတော့ဝင်းရံကူညီပေးလို့ရအောင်လို့အဲ့ဒီပေ့ပုံလေးကိုကိုတင်ပေးမယ်နော်โอเคโอเคဟုတ်ကဲ့အဲ့တော့နောက်ဆုံးအနေနဲ့ပြည်သူကိုဗာများအဲမှားတင်သေးတယ်ဒါလေးတစ်ထပ်ပြောပြပါဦးကိုတို့ဒီဗီဒီယိုဖိုင်လေးအပိတ်အနေနဲ့ပေါ့ဟုတ်ကြတော့ဟို ည်းစုံနေပေါ့နော်ပြောအကြောင်းအနေနဲ့စုံနေကြရဲ့ဆိုအခြားတော့မာခြင်းမူကျွန်တော်အနေနဲ့ပေါ့နော်ဟိုအရာလုံးပြည်သူတွေနဲ့မျက်စိပွင့်ပြီးတော့နားဆွထားသေးခြင်းနဲ့အချိန်ကြီးအမျိုးအရေးရမှာဟိုစစ်ပွဲတွေပဲပေါ့လေဖြစ်လာနိုင်တဲ့စစ်မီးရလည်းအဆအနေနဲ့ဒီဒီရင်းထိတောက်လောင်နေဖြစ်နေတဲ့အတွက်မှာဟိုအချိန်ရင်းသတိထားဖို့လိုတယ်နောက်ပြီးတော့ဟိုဘီဒီဘီလူတက်တွေနဲ့အတူတူဒီပူပေါင်းပါဝင်ပေးဖို့အမြဲတမ်းလိုအပ်တယ်ဆိုတဲ့အကြောင်းပဲကျွန်တော်ပြောချင်ပါတယ်လေးစားပါလားညီလေး ဘေးရန်ကင်းစွာနဲ့အောင်ပွဲတွေဆက်တိုက်ရပါစေဒီတက်ထပ်ပြီးတော့ဟုတ်ကဲ့နောက်မှအေးအေးပြန်ဆောင်ကြမယ်တို့တွေအဲ့ဒါဆိုမင်္ဂလာပါ